ောင်းစီရဲ့ခြေကန်၎င်းရှင်ညုံစီနှုံတင်းငိမ့်ဆောင်ပြူလာဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ စာသုံးစီတင်သွင်းတူလောင်ပြန်ပြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီကအပန်းစင်စာအုပ်စီအခြေခံလက္ခဏာရှင်ညွန်စိနှုံးတွေကို ထုတ်ပြန်ပေးလျက်ရှိရာမှာယခုတပတ်ကစာတင်ပြီးဒီငိမ့်စာပြူလာတာကိုတွေ့ရှိရပါထိန်တပတ်သားကာလဖြစ်တဲ့ယနေ့အော်တိုဘားလ23ရက်ကနေ19ရက်အထိရောင်းချရမယ်ရန်ကုန်ဝထိုင်စေအခြေခံလက္ခဏာရှင်ညွန်စိနှုံးမှာစာအုပ်စီတပိတ်သားနှင်းငွေချက်6585ချက်ဖြစ်တာကြောင့်ယခင်အပတ်စိနှုံးအတိုင်း ခတည်ငြိမ်နေတာဖြစ်ပါထဲ့ဆောင်းစီရဲ့ခြေကန်၎င်းရညုံစိန်နှုံးဟာဩဂတ်လဆန်းပိုင်းကစတင်ပြီးမြင့်တက်လာတာဖြစ်ပြီးယခုအောက်တိုဘာလဆန်းမှာတပိတ်သားကို6630ကျပ်အထိဆက်လက်မြင့်တက်ခဲ့ပြီးနောက်ပြီးခဲ့တဲ့အပတ်မှာတော့6585ကျပ်သို့ကျဆင်းလာခဲ့တာဖြစ်ပါတယ်။ ဆောင်းစီစီတည်ငြိမ်ရေးရအတွက်ဈေးနှုန်းမြင့်တင်ရောင်းချခြင်းဈေးကစားရန်ရည်ရွယ်ချက်ဖြင့်တိုးလောင်ခြင်းအပါအဝင်မတမာထည့်လှုပ်ဆောင်မှုများပြုလုပ်ပါကအရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှုဥပဒေအရအရေးယူဆောင်ရွက်သွားမယ်လို့စောင်းသုံးစီတင်သွင်းတိုးလောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီကအတည်ပြုထားပါထည့်လို့သိရပါထည့်ရှင်။